မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနမှကျူဆူလိုက်ပါရရှင်ရခိုအချိန်မှစပြီးဇွန်လ16ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တဲ့ရောက်တဲ့တရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင် ပထမအဆုံးသတင်းအနေနဲ့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့40နေပါလက်နက်ချလင်းဝင်ကစစ်တပ်ဘက်မှတိုက်ဆုံမှုများပြားနေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။အရက်ကတက်မလို့ AA2 စစ်ကြောင့်တရုတ်စီမံကိန်းတွေရှေ့ရရှိခမ်းပြည်ကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်က ရှာနှင်းချီတိုက်ဆုံမှုများရှိနေကြောင်းစီရင်သတင်းရင်းမြစ်များကပြောဆိုသည်။ ဇွန်လ14ရက်နေ့အထိစစ်ကောင်စီဘက်ကလက်နက်ကျအလဲဝင်ရောက်သူ40နေပါရှိနေပြီးတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ၁၀၀နေပါတိုက်ဆုံမှုများရှိနေကြောင်းကြောက်ဖြူစည်ရည်တရင်ရှင်မြများကပြောသည်တိုက်ပွဲကကြောက်ဖြူအမှတ်32ရဲတပ်ရင်းကိုအီဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်တိုက်ပွဲကအရန်ပြင်းနေတယ်အီဘက်ကလည်းအလုံးအရှင်းနဲ့ဝင်တိုက်နေတာပါ14ရက်နေ့အထိစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ကျအလဲဝင်လာတာပါဖို့မှုအဆင့်ထိပါရီအလဲဝင်ရောက်သူနဲ့ဖမ်းဆီးရမိတဲ့သူတွေက စမှုရန်လူငယ်တွေများတဲ့ဟုကြောက်ပြူစရေသတင်းရှင်မြင့်ကပြောသည်ကြောက်ပြူအမှတ်32ရှဲတရင်ကိုစွန်လန်စမိုင်းမှစ၍အရခတမရအေကထိုးစစ်စင်တိုက်ခိုင်းနေပြီးလက်ရှိချိန်တွင်စူပါရှဲတရင်ကိုအေကလက်နက်ကြီးများဖြင့်ထိုးစစ်စင်တိုက်ခိုင်းမှုများလှုံ့ဆော်နေကြောင်းသတင်းရှင်မြင့်ကပြောဆိုသည်အရခတမရအေကထိုးစစ်စင်တိုက်ခိုင်းမှုကြောင်းအမှတ်32ရှဲတရင်မှအချုပ်ခံခမ်းမဆောင်နားနေဆောင်စီပီကန်နှင့်စစ်ကောင်စီမိသားစုနေထိုင်ရာအဆောင်များသို့ကြားရောက်ပောက်ကွဲပျက်စီးမှုများရှိနေကြောင်းသတင်း င်းရှင်းမြစ်ကပြောဆိုသည်မေလ30ရက်နေ့နေ့နဲ့စွန်းလဆမ်းမိုင်းများတွင်စစ်ကောင်စီတပ်ကလေကြောင်းနှင့်ရေကြောင်းအပါအဝင်ရေကြောင်းသင်္ဘောကတဆင့်လက်နက်ခဲရဲများအပါအဝင်စစ်ကောင်စီတပ်သားရှာနှင့်ချီပို့ဆောင်ပေးခဲ့ကြောင်းစုံစမ်းသိရှိရသည်လက်ရှိတွင်စစ်ကောင်စီခြေဆိုင်ထားသောဂုံးချင်းကျေးရွာမှခမာရ940နှင့်ခမာရ943တပ်ရင်းများမှလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီးစစ်သင်္ဘောများမှလည်းပြစ်ကူမှုများလှုံ့ဆော်ပေးနေကြောင်းသိရှိရသည် တိုင်ဝဲကအတော်ကိုပြင်ထန်နေတာပါအမှတ်30နှစ်ရဲတရင်မှအချုပ်ခန်းခမ်းမဆောင်နားနေဆောင်စေပေးကန်းနဲ့အုံပြည့်စည်နေပြီလက်နက်ကြီးကြီးတွေနဲ့လည်းတောက်လျှောက်ပစ်တဲ့ တန်စစ်မြင့်မှာရှိတဲ့စစ်သည်မော်တွေကလည်းတောက်လျှောက်ပစ်ကူပေးနေတယ်ဟုတ်၎င်းကပြောဆိုသည်ကြောက်ဖြူရင်ဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အရခတက်မလို့အေးတိုက်ပွဲအတွင်းစစ်မှုရန်ခေါ်ယူခံရတဲ့ဗျိုင်းဖြူရွာသား40ကျော်တဲ့ဇွန်လပထမပတ်လောက်ကအေးတန်လာရောက်ပူပေါင်းခဲ့ကြသည်ကြောက်ဖြူမျိုးအနည်းမှာစစ်ကောင်စီတနင်္လာအရခတက်မလို့အေးရူဇာတိုက်ပွဲပြန်ထန်နေပြီစစ်ကောင်စီတက်စကန်3ခုထပ်မင်းတွေကိုတိမ်ဖက်ရရှိထားကနောက်ဆုံးသတင်းအရစစ်ကောင်စီဘက်ကတရင်အလိုက်အလင်းဝင်ရမှုများရှိကြောင်းသိရှိရသည် အမှတ်30နှစ်ရဲတက်ရင်အနီးကနှမ်းဖဲတောင်စကန်မင်တက်တောင်စကန်နဲ့လိတ်ခမော်စကန်တို့ကိုအေးအံသိမ့်မိုက်ထားပြီးရင်းစကန်တွေတိုက်ပွဲတွေစက်ကောင်းစီအတိုင်းစစ်ဦးစီမှုပထမတန်းဒုတိယပုံမှုကြီးအပါဝင်စစ်တုံးမဲ15ဦးကိုအေးကရှင်ဖန်စီရရှိထားတယ်။ဆလမီကရင်ပြည်ကုန်းတုံးလေတီထားမှုလူငယ်ပညာတတ်တွေပါဝင်ကြဖို့ကရင်မျိုးဥက္ကဋ္ဌတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်ပြည်ကုန်းတုံးလေပြည်တည်ထောင်မှုလူငင်ပညာတက်တွေဟာကဏ္ဍပေါင်းစုံမှပအဝင်ဖြည့်ဆည်းပေးဖို့လိုအပ်ပြီးနာမည်အနာကတ်မှာမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကသာလင်ဖန်ဆင်းပြီးစီမံအုပ်ချုပ်နိုင်ရမယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပြုစောကွယ်ထွေးဝင်းကပြောပါတယ်။ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ကုန်းတုံးလေနေမှာကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပြုစောကွယ်ထွေးဝင်းကမိန့်ခွန်းပြောကြားရာမှာအခုလိုထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ KNU အနေနဲ့မြန်မာနိုင်ငံပြည်ပြင် ပြောင်းလဲရေးအတွက်အခြားသောလူမျိုးတွေလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေဆက်အနာရှင်စံကျင်တဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုတည်ထောင်ဖို့ဂျိုးပန်လျက်ရှိက KNU ထိန်းချုပ်ထားတဲ့နေပြည်တော်အုပ်ချုပ်ရေးနဲ့ပြည်သူ့အရေးအစီမံခံခဲ့မှုတွေကလည်းချမှတ်သွားမှာဖြစ်တယ်လို့ဘရိုဆော့ဖ်ဝဲထဝင်းကဆိုပါတယ်ဒီကနေ့ကတော်လှန်အချိန်ကာလဖြစ်ပြီးမဟာလူမျိုးကြီးဝါဒနဲ့အနာရှင်စနစ်တွေကိုကျင်းသုံးကပြည်ရင်းပဋိပက္ခကိုဖန်တီးနေတဲ့သူတွေကိုအပေးတိုင်းတိုက်ဖြတ်နိုင်မှုဆိုတာဟာခရ ရင်လူမျိုးတွေရဲ့တာဝန်ဖြစ်တယ်လို့ KNU ကပြောပါတယ်။ကရင်ပြည်ကောသူလေးကိုအတူတူကတည်ထောင်တာနဲ့တစ်ချိန်တည်းမှာပဲလူမျိုးတွေနဲ့ပြည်သူတွေအားလုံးငြိမ်းချမ်းကောင်းမွန်စွာနဲ့နေထိုင်မှုကိုအမခန့်နဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်မှုကိုလည်းအတူတူကကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။ဒါအပြင်မိမိကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုကျင့်သုံးတာဟာထော်လင်းကလာမှာကင်ဆယ်ရက်တည်ရမယ်နိုင်ငံလဲညွန့်ချက်ဖြစ်တဲ့မိမိနိုင်ငံရဲ့ကံကြမ္မာမိမိကိုယ်တိုင်ဖန်တီးရှင်းတဲ့ကရင်လူမျိုးတွေတမကား လူမျိုးရေးအားလုံးကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်အုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခဲ့ရေးတွေကိုလမ်းညွှန်ပေးခြင်းဖြစ်တယ်လို့ပြည်သူ့ဆွဲထဝင်းကဆိုပါတယ်။ကရင်အမျိုးသားနှင့်တော်လှန်ရေးလှုပ်ရှားမှုဟာကရင်လူမျိုးရေးရှိမှန်းခြင်းနဲ့အိမ်မန်းဖြစ်တဲ့ကောသူလီနိုင်ငံတည်ထောင်ခြင်းဖြစ်ပြီးကရင်လူမျိုးအားလုံးရဲ့စိတ်နှလုံးမှာကောသူလီနိုင်ငံဟာဆွေးမြေ့တည်ရှိနေဒီမှာညှင်းပယ်လို့မရဘူးလို့ကရင်အမျိုးသားအစည်းအရုံးကရင်မျိုးဥက္ကဋ္ဌပြည်သူ့ဆွဲထဝင်းကပြောဆိုလိုက်တာဖြစ်ပါတယ်။ဆက်လက်ပြီးနန်းစီတီရင်ဝန်ထမ်းတွေကိုအရှိ ယူမဲ့နိုင်ငံဝန်ထမ်းဥပဒေကို CRPH ပြဋ္ဌာန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နန်းစီရီယံဝန်ထမ်းတွေကိုရှာရုကထုတ်ပေးပြီးတိစဲဥပဒေနဲ့အရေးယူနိုင်တဲ့အကြမ်းမဖက်အာဏာပိဆိုင်ရေးလှုပ်ရှားမှုစီရီယံဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကစွန်းလ73ရည်နေမှာပြဋ္ဌာန်းလိုက်ပါတယ်။ ဥပဒေရဲ့ရည်ရချက်အနေနဲ့ CDN ဝန်ထမ်းတွေကိုလေးစားတက်မှုထားပြီးနိုင်ငံသားလူအခွင့်အရေးတွေကိုကောက်ွယ်ပေးဖို့နိုင်ငံမှုနဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုရှာဖွေဖို့ထုတ်ပြီးပြည်လင်းကူစားပေးဖို့နဲ့ နန်းစီရီယံဝန်ထမ်းတွေကိုဥပဒေနဲ့အညီစစ်စစ်ပြီးပြုလုပ်မှုကံကွက်မှုအပေါ်အရေးယူဖို့ဆောင်စားပါတယ်။ဒီဥပဒေထဲမှာတော့ရေးယူမှုအနေနဲ့ပြည်နယ်ဝန်ရရှိတဲ့အထက်ကိုအရာတန်းဝန်ထမ်းဖြစ်မှထုတ်ပေးတာအမိဘစီရင်ရေးသွင်းတာတွေပြုလုပ်ရမှာဖြစ်တယ်လို့ပြည်နယ်ဝန်ရရှိအောင်အမှုထမ်းတွေကိုတော့ရှာတွေ့မှထုတ်ပေးရမှာဖြစ်တယ်လို့ပါရှိပါတယ်။ဒါပြင်စစ်အုပ်စုရဲ့နိုင်ငံတော်ပုံကံမှုမှာ ပူပေါင်းဆောင်ရွက်တာစုစုကိုထောက်ခံပြီးပူပေါင်းဆောင်ရွက်တာနဲ့အနာသိန်းကလာအတွင်းအင်္ဂလိပ်လိုက်စားမှုကျူးလွန်ခဲ့တဲ့နန်စီရန်ဝန်ထမ်းတွေကိုတော့သက်ဆိုင်ရာတည်ဆဲဥပဒေတွေနဲ့တရားစွဲဆိုရမယ်လို့ဆိုထားပါတယ်နန်စီတဲ့ဝန်ထမ်းတွေအနေနဲ့မတရားတဲ့အနေနဲ့နိုင်ငံပိုင်ပစ္စည်းတွေပုဂ္ဂလိကပိုင်ပစ္စည်းတွေကိုရယူသုံးစွဲပျက်စီးဆုံးရှုံးစေတာဓမ္မမုတ်ဖျက်စီးတာနိုင်ငံတော်ဗဏ္ဍာငွေကိုတနင်္လာနေ့ဆုံးရှုံးအောင်လို့ဆောင်းနာပြီးပြည်သူလူထုအပေါ်တနင်္လာနေ့ဖိနှိပ်တာ ဒါမှမဟုတ်နင်းနံဆုံးရှုံလှုံဆောင်ထားပါကတိစဲဥပဒေနဲ့အရေးယူရမှာဖြစ်တယ်လို့ဥပဒေမှာပါရှိပါတယ်။စီဒီယံဝန်ထမ်းတဦးကတော့ဒီဥပဒေမပြောင်းထန်ခင်ကစီဒီယံဝန်ထမ်းတွေကမှနန်းစီဒီယံဝန်ထမ်းတွေကိုအရေးယူမယ်မရှိဘူးဆိုတဲ့အငင်းပွားပဲကိစ္စတွေရှိခဲ့ပြီးလက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေအရအရေးယူတဲ့ကိစ္စပါလာတာကြောင့်ဒီဥပဒေဟာအနေတော်ဖြစ်တယ်လို့ပြောပါတယ်။ ကျွန်တော်တို့တစ်ချိန်လုံးမှငင်းပွားတဲ့ကိစ္စကနန်းနေကိုအရေးယူမယ်မရှိဘူးကိစ္စပေါ့လေဒီဘက်ကကျွန်တော်တို့စီဒီအန်တွေကြတော့တိတ်ပြီးတော့တူတူငငမျောမှန်းထားတာတွေလည်းအမှန်တိုင်းပြောရင်အဲ့ဒီလောက်မရှိပါဘူးမရှိကြတဲ့အခါကျတော့တိတ်ပြီးတော့မပြောကြဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့မှတောက်လျှောက်ငင်းပွားနေတာကနန်းကိုအရေးယူမယ်မရှိဘူးဆိုတဲ့ကိစ္စပဲအငင်းပွားတော့အဲ့ဒီတဲမှာပါတဲ့အချက်တွေကိုကြည့်လိုက်ရင်အနေတော်ပြီးဖြစ်ပြီလို့ထင်တာပါပဲလို့ဆိုပါတယ်ဒါပြင်အရေးယူတဲ့နေရာမှာလည်းပြည်သူလူထုကိုဒုက္ခပေးခဲ့တဲ့တကယ့်နန်းစီဒီအန်ဝန်ထမ်း တွေကိုရှာဖွေဖို့တော့ပဲရေယူတင်တာဖြစ်တယ်လို့ထိရောက်တဲ့အရေးယူမှုရှိမှသာမျှတတဲ့တရားမျှတမှုရရှိမှဖြစ်တယ်လို့သူကဆက်ပြောပါတယ်။စီဒီယံဝန်ထမ်းတို့ကလည်းစီဒီယံဝန်ထမ်းတွေကိုလွှမ်းမိုးပြီးထိုးနှက်တိုက်ခိုက်နေတဲ့အနန်စီဒီယံဝန်ထမ်းတွေကိုလည်းရှာဖွေကအပြစ်ပေးရေးယူတင်တယ်လို့ပြောပါရယ် တကယ်ကြတော့နန်းတွေကကျွန်တော်တို့စီရီယန်တွေကြားထဲမှာလွှမ်းမိုးမှုတွေရှိတာပေါ့လွှမ်းမိုးတယ်ဆိုတာကကျွန်တော်တို့ဆိုရင်နန်းတွေရှိမှမပြောမဆိုရတာတွေရှိတယ်။နောက်တစ်ခါကျွန်တော်တို့ကိုသူတို့ကသတင်းတစ်ခုထွက်ရင်ကိုပြစ်မှတ်ထားပြီးတော့သတင်းပေးတိုက်ခိုက်နေတာတွေအများကြီးကြုံရပါတယ်။ နန်းနေကိုဖွင့်ကော့လုံမယ်ဗျာနောက်ပြီးတော့ကျွန်တော်တို့ကိုထိုးနှက်တိုက်ခိုက်တာတွေကိုတွေ့အောင်ရှာပြီးတော့အဖြစ်ပေးအရေးယူတင်တယ်လို့ပြောပါရယ်အကြမ်းမဖက်အနာဖီဆိုင်လှုပ်ရှားမှုစီရီယန်ဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေအရအရေးယူခံရတဲ့နန်းစီရီယန်ဝန်ထမ်းတွေအနေနဲ့အရေးယူခံရပါကအရေးယူခံရတဲ့နေ့ကစပြီးရပောင်း60အတွင်အတဏံခန့်စာတင်သွင်းနိုင်တယ်လို့အစိုးရကပြင်ဆင်ပေးဖြတ်တာဒါမှမဟုတ်အတိပြုနိုင်တယ်လို့ဆိုထားပါရယ်ဒါပြင်စီရီယန်ဝန်ထမ်းတွေကိုထောက်ပံ့ကူညီနိုင်ဖို့နဲ့နန်းစီရီယန်ဝန်ထမ်းတွေ ကိုစစ်စစ်ရေးယူနိုင်မှုအတွက်အကြံမပတ်အာဏာဖိစိမ်းလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းရမှာဖြစ်ပြီးကော်မရှင်အနေနဲ့သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ရမှာဖြစ်တယ်လို့ပါရှိပါတယ် ပြောင်းစွလွတ်တော်ကိုစားပြုကော်မတီ CRPH ထုတ်ပြန်တဲ့အကြမ်းမဖက်အာဏာပိစိုင်းလှုပ်ရှားမှု CDN ဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေမှာတော့အခန်းခုနှစ်ခန်းပါဝင်ပြီးအဲ့ဒီအထက်မှာအဓိပ္ပာယ်ပေါ်ပြချက်တွေရှိရဲ့ချက်တွေအတိမတ်ပြုအမှန်တရားရှာဖွေဖော်ထုတ်တာတွေအပြင်အရေးယူတာတွေကစပါဝင်တာဖြစ်ပါတယ်ဆလဘီနောင်ဇူရင်စစ်ကောင်စီတနင်္လာနေ့တပ်တို့တိုက်ပွဲဆက်လက်ပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းမြောင် DNL တက်မှသုံးနေမြေနှောင်းချုံမြို့နယ်ရှိရွှေသွန်းကြီးရွာပိနေကုန်းနဲ့ညောင်တော်ကြီးရွာတို့တွင်စစ်ကောင်စီနဲ့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်ရွှေသွန်းကြီးရွာတွင်ပြီးခဲ့သည့်ဇွန်လ23ရက်နေ့လည်း12:20မိနစ်ကစစ်ကောင်စီတပ်နှင့် DNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှလက်နက်ကြီး35လုံးနဲ့ဒရုန်းပုံ12လုံးတို့ဖြင့်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့အတူပိနေကုန်းနဲ့ညောင်တော်ကြီးရွာဘက်တွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင်စစ်ကောင်စီကလက်နက်ကြီးအလုံး90ဘုံ15လုံးလုံးမြစ်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်သည်။ ညီနောင်မမိတ်တော်မွေနဲ့စစ်ကောင်စီတို့ယခုဇွန်လအထိအပြည့်ရဆဲထားကြောင်ထုတ်ပြန်ထားတော့လေစစ်ကောင်စီတပ်ကအခွင့်အောင်းရှူကအစမပြတ်ထိုးစစ်ဆင်လာသောကြောင့်အောင်ချိုမြို့နယ်တွင်တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း DNL ကဆိုထားသည်စစ်ကောင်စီကအပြည့်ရဆဲသည့်ကလာတွင်အောင်ချိုမြို့နယ်တွင်သို့ထိုးစစ်ဆင်ဝင်ရောက်နေပြီးလက်နက်ကြီးစကန်ချိုကိုချိန်ပြူကစစ်ကြောင်းများဝင်ရောက်နိုင်ရန်လှုံ့ဆော်နေကြောင်းသိရှိရသည်စစ်ကောင်စီတပ်များသည်ပြီးခဲ့သည့်ရက်ပိုင်းတွင်ကနောင်ချုံမြို့နယ်ကံကြီးကျေးရွာကိုခိတ္တထိန်ချုပ်နိ ိုင်ခဲ့တော့လဲ TNL တပ်များနဲ့တိုက်ပွဲဖြစ်ပွားပြီးဇွန်လ9ရက်နေ့တွင်ကင်ချင်းရွာမှာတပ်ဆုပ်ထွက်ပြေးခဲ့ရကြောင်းသိရှိရသည် ဆက်လက်ပြီးအောင်သာရွာမှပြုမိသားစုလက်နက်ခဲယမ်းများယူဆောင်လာပြီး PDF တန်အလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပခုတ်ကူမြို့နယ်အောင်သာပြူရွာမှပြူစော်တီတူသည်လက်နက်ခဲယမ်းများယူဆောင်လာပြီးမိသားစုလိုက်ပခုတ်ကူခရိုင်ပကပလှူရှားရေးတပ်ဖွဲ့ငါအေအာတောင်းထန်စွန်လဆနေရနေ့ကလင်းဝင်ရောက်လာခဲ့သည်။မိသားစုလိုက်အလင်းဝင်လာခြင်းယူဆောင်လာခဲ့သောလက်နက်ခဲယမ်းများမှာဂျီ3တလက်ဂျီပေါက်၈ပေါက်ဂျီ356တောင်း equipment တစ်စုံအီနာဂါဘုံဒီတစ်လုံးတို့ဖြစ်ပြီးတပ်ဖွဲ့မှငွေကြေး က်သိန်း90စုချီမြင့်ခဲ့တယ်ဟုအင်အားတောင်းတပ်ဖွဲ့မှယမန်တွေကထုတ်ပြန်ထားတယ်ဆလဘီရဆောင်မြို့နယ်အင်းတော်လွယ်ဟောင်းရွာမှာစစ်ကောင်စီတပ်ကရွာကအားလုံးကိုမောင်းထုတ်ပြီးရွာရဲတပ်ဆွဲနေဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းတောင်ရက်စောက်မြို့နယ်အင်းတို့မြို့ကလွယ်ဟောင်းကျေးရွာမှာစက်ကောင်စီတပ်ကရွာကအလုံးကိုမောင်းထုတ်ပြီးရွာတွေတက်ဆွဲထားတယ်လို့ဖြစ်စဉ်သိရှိသူတို့ကရွှေဖေးမြေကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်မှာအင်ဂျင်250ရှိတဲ့လယ်ဟောင်းရွာတွေစစ်တပ်စတဲ့ဝင်ရောက်လာတာနဲ့တနက်ဖောက်ပြီးကလေးငယ်အပြင်တကြီးရွယ်အော်တွေကိုပါဘုန်းကြီးကျောင်းမှာစုဝေးခိုင်းခဲ့တာလို့၎င်းဒေသခံကပြောဆိုပါတယ်။ စားဝင်လာတာနဲ့တနံပြက်လာတာအကုန်လုံးဘုန်းကြီးเจ้าမလားစုခိုင်းတာကလေးတွေပိုးပွားတဲ့အကုန်ပဲရွာတဲ့တယောက်မှမရှိတော့ဘူးเจ้าမသုံးရခေါ်ထားတာသုံးရမြောက်နေမှရွာပြင်းမောင်းထုတ်တာတယောက်မှရွာတဲ့နေလို့မရဘူးတဲ့အခုချိန်နှိရွာတဲ့ဝင်လို့မရဘူးလို့ပြောပါတယ်စစ်တဟရွာကန်တွေကိုမောင်းထုတ်ပြီးရွာတဲ့တက်ဆွဲယူထားတာပြင်ရွာကန်တွေရဲ့တက်မှုရှိပစ္စည်းရွှေငွေတွေကိုခိုးယူပြီးမလိုအပ်တဲ့ပစ္စည်းတွေကိုမှွေးနှောက်ထားတယ်လို့သူကဆက်ပြောပါတယ် ။ကျောင်းမသုံးရက်နေခိုင်းတော့ကိုအင်ကိုစံသွားယူဖို့ခွင်တောင်းပြီးပြန်လာတော့မှအစဲခံရတယ်။အိမ်ရောက်တော့သူတို့ပစ္စည်းတွေကုန်မှွေထားတာရွှေငွေတွေရှူသွားတယ်။တန်မှုရှိပြီဆိုရင်ရှူသွားပြီ။သူတို့မလို့ခြင်းနဲ့အစံတွေစပါးတွေတော့ဒီတိုင်းပစ်ထားတာ။မောင်းထုတ်ကလေးကဘာပစ္စည်းမှရှူချင်မရဘူး။ဘုန်းကြီးကျောင်းကနေတန်မောင်းထုတ်တာဟုပြောဆိုသည်။ အလားတူတခြားဒနုဂျေရွာမှာလည်းအခုလိုပုံစံနဲ့ရွှာကန်တွေကိုမောင်းထုတ်ပြီးရွှာတွေတက်ဆွဲထားတာရှိတယ်လို့နောက်ထပ်ဒေသခံတို့ကပြောပါရယ်ပြီးခဲ့တဲ့မေလ23ရက်ကလွှဲဟောင်းရွှာမှာအမျိုးသားနှုတ်မိုင်းနှိမ့်ပြီးပြင်းထန်တဲ့ရရရှိခဲ့ပူပါရယ်